အာကိုရီတော့ကကြာအဲ့ဒါမျိုးတွေမခံစားခဲ့ရပါဘောနော်အမှန်တိုင်းပြောရရင်တော့အခွင့်အရေးတွေချိုးပေါက်ခံရတယ်လို့ပဲခံစားရတယ်ခလေးဘွားကိုခလေးလိုမဖြတ်တန်းရပဲနဲ့စာပဲအိမ်ရောက်လဲစာပဲကျောင်းရောက်လဲစာပဲအစ်စ်နေကြရင်ရက်ခံရတာမျိုးပါရှိသေးတယ်အဲ့လိုမျိုးတွေအဲ့ဆိုအမေစုလက်ထက်မှာကြတော့အဲ့လိုဒုံးမကင်ရဘူးဆိုရယ်စနစ်တွေရောက်လာတယ်ပြီးတော့လက်ထိုးလို့မရဘူးဆိုရယ်ဟာတွေဖြစ်လာတယ်ဒီမိုကရေစီစစ်စစ်ကိုပေးနိုင်တဲ့အစိုးရမျိုးပဲလိုချင်တယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ အခုလိုမျိုးအခုတို့ရွေးကောက်ပွဲတွေအတင်းနေလောက်ပြီးပြင်သူတို့ပဲမင်းနိုင်ပါလိပြင်ဒါပဲသူတို့ပဲနိုင်ရသွားပြီးတော့သူတို့ပဲလှုပ်ချင်တာတွေလုပ်နေကြမှာသူတို့ရဲ့တာသမီတွေပဲကောင်းစားနေမဲ့စနစ်မျိုးမလိုချင်ဘူးကျမဟွာပညာရေးစီဗီအမ်ဝန်ထမ်းတူပါဒေါ်ဂျူလိုင်မူလို့ခေါ်ပါတယ် အာအရင်ဟိုအရင်တော့ကိုရီးယားစစ်တပ်နေရာမှာကြီးရဆိုတော့နိုင်ငံရေးခိုင်မြဲအဲ့လိုမျိုးတိတ်မသိခဲ့ဘူးပေါ့နော်ဒါပေမဲ့စိတ်တော့ဝင်စားတယ်ပေါ့လူလူကြီးတွေပြောနေကြတဲ့အတန်နေကြားဘူးတော့အာဒေါ်ဆန်းစုကြည်နဲ့ကြံခိုင်ရင်းနဲ့ဘယ်ဟာဘယ်ဟာကြိုက်လဲအစိမ့်နဲ့ကြိုက်တာလားအနီကြိုက်တာလားအဲ့လိုပြောတဲ့အတန်နေရာရက်ွက်ထဲမှာလည်းကြားမှုနေကြတာဆိုလို့အဲ့တော့တိတ်တော့အဲ့တော့ငယ်တော့တိတ်တော့လည်းနားမလဲဒါပေမဲ့စစ်တဲ့အတိုင်းဝိုင်းထဲမှာဆိုကို့ဘီနာပတ်ဝန်းကျင်ရဲ့လူရဲ့အစိမ့်နဲ့အများကြီးဆိုတယ် ဒါမဲ့နောက်တော့မှတက်ကတူတွေပါရောက်ပွားလို့လုပ်ငန်းဝင်နေဝင်တဲ့ခါကျတော့မှနိုင်ငံရေးအကြောင်းသိရငယ်တော့ဆိုလို့ရှိရင်အကြောင်းနေမှာဟိုကြန့်ခိုင်ကက်တီလက်လာသေးရလေမင်္ဂလာရုံဆိုတော့အဲဘယ်လိုပြောမလဲစစ်တပ်ကအုပ်စိုးတဲ့နေရာဆိုတော့တို့တွေအကြောင်းတွေလာပြီးဟော့ပြောဝဲတွေလောက်တာတော့ဘာလို့အဲပြီးလို့ရှိရင်ကြန့်ခိုင်ကက်တီဝင်ချင်းချင်းမဝင်ချင်းချင်းအဲဒါဒါတွေဝင်ရမယ်ဆိုအဲ့လိုကက်တီလာပေးဝါမျိုးအဲ့မျိုးရှိငယ်တော့ state မှာတော့ဟာလေအဲ့လိုဆိုကြန့်ခိုင်ရေးကိုပဲကိုကတိခဲ့တာပေါ့နော် NLD ကို จาပဲจาဘူးခဲ့တယ်အဖေပြောဘူးမြေကြ NLD အကြောင်းကိုจาဘူးခဲ့ဒါပေမဲ့ဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဆိုတော့တေချာမသိခဲ့ဘူးเนาะဒါနဲ့ဆရာမဖြစ်တဲ့ခါကျတော့မှတေချာကိုယ်ရဲ့ပြသိခဲ့ရတာဗောနောအစိုးရတရားကပြည်သူပေါ်တက်ရောက်မှုရှိတယ်ဆိုတာငယ်တုံးတော့မသိဘူးဒါပေမဲ့အဲ့ဒီငယ်တုံးလည်းအဲဒီလိုမတူ क्वे ပြရတဲ့ဟာတွေကတော့ခံစားခဲ့ရတာပဲเจ้าမာကစစ်ကိုစတိတ်เจ้าသူဘွားတုံးလည်းအဲဒီစစ်တဲ့အတိုင်းဝိုင်းနေခရိုနီတိုင်းဝိုင်းနေရှိကြတာဘောနော သူတို့ဟိုကကိုကိုငယ်တော့ဆီအမတို့ဆိုတာတော့မဟုတ်ပါဘူးခွဲခြားစစ်စင်ခံရတာညားရှိတယ်အဲအဲ့လိုမျိုးပေါ့ဒါမဲ့ဒါဒါရအစိုးရရင်နဲ့တက်ဆိုင်နေဆိုတော့မသိရဘူးပေါ့နော်အော်ငါတို့တွေကပတ်စံမရှိလို့ငါတို့တွေကအနေခံရတယ်အပယ်ခံရတယ်ကိုဟိုခလေးဆိုတော့ဆီဆီအမတွေကအေးဆိုင်မှုခံကျင်ကြတာပေါ့နော်ဒါမဲ့အဲ့လိုမျိုးတကယ်ရာရှိရဲ့တာသမီတွေဘာတွေကမှဟိုအဖြစ်အေးဘေးခံရတာမျိုးတွေအဲ့ဒါမျိုးတွေလည်းကြုံရတာဒါမဲ့အာ မခွဲခြားတဲ့ဒန်းလူညီများဆက်ဆံတဲ့ဆီယမ်မတွေအများကြီးနဲ့လည်းကြုံခဲ့ရပါတယ်။ဟောအဲဒါမဲ့ကြီးလာတဲ့ခါကျတော့မှဒါကိုဆီယမ်မဖြစ်သွားတဲ့အချိန်ဆီယမ်မဖြစ်ရခြင်းတော့မှကိုတိတ်ပြီးနားမလည်သေးဘူးပေါ့နော်။ဒါမဲ့ဒီလိုနဲ့ဒီနာခိဖြစ်သွားတဲ့အချိန်ကာလတွေအဲ့တောက်လျှောက်တွေနောက်ပိုင်းကျတော့မှဒီအစိုးရပြည်သူလူထုနဲ့ဒိုင်းရိုက်ဆက်ဆက်အာဆက်သွယ်မှုရှိနေရဲ့ဒီအစိုးရမကောင်းရင်ပြည်သူလူထုကဘယ်လိုခံစားရရလဲဆိုတာသိရတယ်ပေါ့နော်။နာခိမှာဆိုလို့ရှိရင်မြန်မာတို့ဘက်မှာ ဒီအရာဝတီတိုင်းကနေပြီးဒုက္ခရောက်ပြီးရောက်လာတဲ့သူတွေအများကြီးရှိတယ်ကွာနိုင်ငံတကာထောက်ပံ့မှုတွေလည်းအများကြီးလာတာရှိတယ်ဒါပေမဲ့အဲ့ပစ္စည်းတွေကအဲ့ဒီပြည်သူတွေရဲ့လက်ထဲကိုဓာတ်ရိုက်မရဘူးဒါပေမဲ့ဈေးထဲမှာသာပုံပြီးရောင်းနေတယ်အဲ့အဲ့အရာတွေတွေ့ရပါဘောနော်အဲ့ဆိုဒါဆိုလို့ရှိရင်ဒါအစိုးရနဲ့ပြည်သူနဲ့ကဓာတ်ရိုက်ဆက်ဆက်သွယ်မှုကတော့ရှိတယ်ဒီအစိုးရမကောင်းပြည်သူလူကခံရတာပဲအဲ့အရာတွေသိရတယ်ဟုတ်အမှန်တကယ်မဲပေးရမယ်ဆိုလို့ရှိရင်တော့2010ရွေးကောက်ပွဲတွေကမဲပေးရမှာဒါပေမဲ့2010ရွေးကောက်ပွဲက အဲ့ညီမတို့မဲမပေးခဲ့ရအောင်ဒါပေမဲ့ကိုရီမဲမပေးခဲ့ရရင်ပဲကိုရီရဲ့မဲတွေကတော့သူတို့အတွက်မဲတွေဖြစ်သွားလာတော့မပြောတတ်ဘူးပေါ့နော်ဒီ2015ကျတော့မဲပေးခဲ့ရတယ်2015မဲပေးတဲ့အခါကျတော့ကိုရီရဲ့စစ်တပ်နယ်မြေထဲမှာနေရတာဆိုပေမဲ့ဘယ်လိုပြောမလဲ NLD ကိုပဲမဲပေးခဲ့တာပေါ့နော်အာဒီ2020ကျတော့2015တုန်းကကျတော့ ဟိုနေမှာတာဝန်ကြနေရဆိုတော့မဲယုံစောင့်လာရပါတယ်မလုပ်ရအောင်အဲ့ဒီတော့ကကြတော့ဒီလိုရက်ဝေးရဆီယမားတွေကိုသူတို့မသုံးရက်ဝေးရဆီယမားတွေဆိုအိမ်ပြန်လွတ်လိုက်တယ်ပေါ့နော်သူတို့ရဲ့နေကန်ဆီယမားတွေကိုပဲသူတို့သုံးတာ2020ကျတော့ဟိုကိုကဒီရန်ကုန်မြို့ရန်ကုန်ကဒီကျောင်းရောက်နေပြီဆိုတော့2020မှာမဲဆောင်လာတယ်မဲယုံပေါ့နော်ဒုမဲယုံမူလုပ်ခဲ့ရတယ်အဲ့တော့ကိုရီဒုမဲယုံမူလုပ်ရတဲ့အချိန်မှာအဲ့ဒီအဲ့ဒီတစ်ချိန်မှာကိုကမဲယုံဆောင်ခဲ့ပူရတာပေါ့ ဟိုကိုရီမဲကိုစောင့်ရတဲ့အချိန်ကျတော့အဲ့လိုမျိုးပေါ့ကိုကပထမဆုံးလုပ်ရတဲ့အလုပ်လည်းဖြစ်တဲ့အခါကျတော့စိတ်လှုပ်ရှားပါတော့တော်တန်နေဒီတစ်ခုမတန်မာမှုဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုရီပေါ်မှာတာဝန်အများကြီးကြားရောက်လာမယ်အဲ့လိုမျိုးကြောင့်မို့လို့အများကြီးဟိုဟာဒီတာဝန်တစ်ခုကိုကြည့်အောင်လို့တော်တော်လေးလုပ်ခဲ့တယ်ဒါပေမဲ့ဒီရွေးကောက်ပွဲလည်းပြီးသွားရောဒီမဲခိုးပါတယ်ဆိုတာရဆီယမတွေကနေတဆင့်လာတယ်မဲခိုးတယ်ဆိုပြီးဖြစ်လာတဲ့အခါကျတော့ အဆင်မပြေဘူးလေနော်ကိုရီးယားတော့ဒါရုပ်တာဝန်ကြီးအကြီးတခုလို့ဒါနိုင်ငံတာဝန်ဆိုပြီးတော့မှထမ်းဆောင်ခဲ့ရတဲ့ဥစ္စာဒီလိုမျိုးဆွဆွဲခံရတယ်ဆိုတော့အဲအားကြောင့်မို့လို့ဒီအစိုးရလက်အောက်မှာလည်းအလုံးမလုံးနိုင်ဆိုပြီးစီရီယမ်လုပ်ခဲ့တာဟုတ်အာ2020အဲ့ဒါကြတော့လေညီမတို့ကဒုမဲယုံမှုကကြတော့ဘာလုပ်ရတာလဲဆိုတော့အဲ့မှာမဲယုံမှုအမကသူကတာဝန်တွေအများကြီးယူတာများတယ်။လူပြရမယ်မမတ်မိတော့ဘူးတော်တော်လေးကိုမမတ်မိတော့ ဲ့ဒါဆိုညီမရဲ့တာဝန်ကကြာတယ်ညီမဘာလုပ်ပေးရလဲဆိုလို့ရှိရင်ဥမာမဲလာထဲတဲ့သူတွေမဲလာထဲတဲ့သူတွေကိုအဲသူတို့ system ကြာကြာနဲ့သူတို့ရဲ့မဲဘုံလေးစီကိုသွားသူတို့လိုချင်တဲ့မဲကိုထည့်ထည့်ခွင့်ရအောင်လို့ကိုရကကုညီပေးရတယ်ပြီးလို့ရှိရင်မဲကြီးတွေ့တဲ့ခါကျလို့ရှိရင်အာထောက်ပြဟိုမဲတွေထောက်ပြတာတို့နောက်မှတာလီချိုးပေးတာတို့ဒီဟာတိချာရေတွက်တာတို့အဲ့ဒါတွေကိုလုပ်ပေးရတယ်ဗောနော် ပွင့်လင်းမြင်တာမှုရှိအောင်ဆိုလို့ရှိရင်ဒါအကုန်လုံးပွင့်လင်းမြင်သူတို့အကုန်လုံးထိုင်ကြည့်နေကြတာကွာမဲရေတွက်တဲ့အချိန်ကလို့ရှိရင်သူတို့ရဲ့တက်ဆိုင်ရတာဝန်ရှိတဲ့သူတွေအကုန်လုံးလာထိုင်ကြည့်နေရအဲ့ဒီအချိန်အဲ့လိုမျိုးတေချာလုပ်ပေးခဲ့ရတာပေါ့နော် အာဟိုဟာမဲရုံမှုအမကတော့တာဝန်တာဝန်အကုန်လုံးရကိုရီကိုတိုက်ပြီးတော့သူကတာဝန်မပေးဘူးမပေးတာမဟုတ်ဘူးသူကအကြီးပီတာတာကိုပြောပြသူကတော်တော်များများတာဝန်လုပ်တယ်ကိုရီကအဲ့ညီမတို့ဘာလုပ်ပေးရလဲဆိုလို့ရှိရင်အဲ့ဒီမဲလာထဲတဲ့သူတချို့တွေကကြာဘာမှမသိနားမလဲတဲ့သူတွေရှိရကွာအသက်ကြီးရွယ်ဦးတွေပါရှိတယ် အဲတကြီးတွေဆိုတာဟိုလိုမျိုးမတန်မဆွမ်းအိမ်မျိုးမဲလိုက်ကောက်ရတဲ့သူတွေတော့မဟုတ်ဘူး။လေလိုလာတဲ့သူတွေတိတ်ပြီးတော့တေချာနားမလဲတဲ့သူတွေရှိရကွာအဲ့လိုမျိုးလူတွေကြလို့ရှိရင်ကိုရီးယားလမ်းကြောင်းပေးရတယ်လမ်းလမ်းပြပေးရတယ်အဒီနေရာမှာထဲဒီနေရာမှာဟိုဟာဖြစ်ပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့သူတို့ရဲ့မဲတွေကိုလည်းသူတို့မဲဘုံတော့တေချာထဲတာလားဘယ်နာကြွားလဲဖာညာဆိုအဲ့ဒါအစမ်းညီမတို့တေချာတော့လိုက်ကြည့်ပေးရတယ် အဲသူတို့တာဝန်ရှိတဲ့သူတွေလာတော့သူတို့ကမဲယုံမှုနဲ့ပဲဒါရဲစကားပြောတာမိမတို့ကအခုမဲယုံမှုဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လောက်ဒါမဲယုံမှုလောက်တော့တာဝန်ကြီးမှာတော့မရှိအောင်ဒါပေမဲ့ဟိုဘေးကနေတော့တေချာတော့လိုက်ကြည့်ပေးရတာပေါ့နော်မဲယုံမှုခိုင်းတဲ့ဟာတွေကိုယ်ကလိုက်လုပ်ပေးရတယ်အဲ့လိုမျိုးနောက်ပြီးမိမတို့တင်တန်းတွေလည်းတော့တက်ရတယ်လေဒီမဲယုံမှုမလုပ်ခင်ဆိုလို့ရှိရင်သူတို့ပေးတဲ့တင်တန်းတွေကမဲဟိုဆက်နေတဲ့ကြဘလို့ထည့်လို့ရအောင်လုပ်ပေးရမယ်ဆိုရဲတင်တန်းတွေပေးတာတွေကိုလည်းရက်တူတင်တန်းတွေတော့တက်ရတာမျိုးရှိတယ်အစိုးရအဆက်ဆက်မှာကြတော့အာဦးတန်းရွှေလက်ထက်က ကိုရီတက်ခဲ့ရတဲ့လက်ထက်ကိုရီတက်ခဲ့ရတဲ့လက်ထက်ဆိုတော့အဲ့ဒီလက်ထက်မှာတော့ပညာကြီးကအရင်မကောင်းနေခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့မေကုံသုံးစုံလို့ဘာလို့သိရမလားအဲ့ခစ်တယ်လေ။ဒါကြက်ဒါဖြစ်အဲ့မေကုံသုံးစုံမှာသူတို့တွေနဲ့ပနာရတဲ့ဆရာဆရာမတာသမီးတွေအရာရှိတာသမီးတွေဆိုလို့ရှိရင်သူတို့မေကုံတက်တက်လေးခေါ်ပြီးတော့တင်လိုက်တာမျိုးပါလို့ရှိရလေ။အဲ့မျိုးအစိုးရစစ်တွေပါလေတိတ်မှမရှိတာ။ နောက်ပိုင်းကျတော့ဥသိမ်းစိန်လက်ထက်မှာကျတော့ဘာဖြစ်ဖြစ်ဥသိမ်းစိန်လက်ထက်ကတော့ဥတန်းရွှေလက်ထက်နဲ့ဘာမှတော့တိတ်တော့မထူးကြပါဘူး။နည်းနည်းတော့ပြောင်းလဲသွားတယ်ပေါ့နော်။အဲ့လိုမျိုးပဲပြောရမှာ။ဒါပေမဲ့အမေစုလက်ထက်မှာကတော့ပညာရေးကအရန်အရန်ပြောင်းလဲသွားတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ဖြစ်ဖြစ်ချင်းပဲပြောင်းလဲတာပေါ့။ဖြစ်ဖြစ်အပြောင်းလဲမှုတစ်ခုဆိုတော့ရုပ်တရက်ကြီးပြောင်းလဲမှုလုံးလို့မရဘူးလေ။အဲ့တော့ဖြစ်ဖြစ်ချင်းပြောင်းလဲမှုတွေလုံးနေတဲ့အချိန်ရနေတဲ့အချိန်မှာအခုဒီအမေစု သူတို့သူတို့အာနာသိမ်းမခံခင်ရဆိုလို့ရှင်ဒါဟို curriculum အစ်စ်တွေလည်းရေးဆွဲနေတယ်။တင် जा နီးပုံစံပုံစံနီးစနစ်အစ်စ်တွေဒါတွေလည်းအကုန်လုံးတင် जा နီးတွေအားစအကုန်ပြောင်းလဲနေတဲ့အချိန်ကာလဆိုတော့ဒါအရှင်ယူလို့ကောင်းနေတဲ့အချိန်ပေါ့နော်။အဲ့ဒီအစ်စ်ဆွဲလိုက်တဲ့ curriculum တွေကတော့ကိုကတော့ကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုးအရင်တော့ပုံစံမျိုးတွေနဲ့မတူဘူး။တင်ရတဲ့ပုံစံချင်းလည်းမတူဘူး။အရင်တော့ဆရာမတွေဆိုလို့ရှိရင်အဲ့ဒီအခု အစ်စ်ပြောင်းလိုက်တဲ့တင်ကြားနည်းတွေသူတို့ကမကြိုက်ဘူးသူတို့ဒါမျိုးတွေသူတို့မတင်ကြင်ဘူးသိရမလားညီမတို့တင်ကြားနည်းအစ်စ်တွေဆိုလို့ရှိရင်ဟိုရင်တော့လို့ဟဲ့ဓာကြီးကူးလိုက်ဓာကြီးကြက်လိုက်ဆိုတဲ့ဟာမျိုးတွေနဲ့သူတို့ကဆင်းသက်လာတာလေနောက်ပိုင်းကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အမှကစားရင်းနဲ့လည်းတင်တယ်အဲစကား discussion လုပ်ရင်းနဲ့လည်းတင်တယ်အဲ့လိုမျိုးတွေကျောင်းသားတွေစီကအတွေ့ခေါ်တဲ့တွေကိုလည်းဆက်ဆက်မတွေပြန်ပြန်ပြီးတော့လေ့လာရတဲ့ဟာမျိုးတွေရှိရယ်နောက်ပြီးတော့အဲ့ဒီတင်ကြနေရတဲ့မှာနိုင်ငံရေးအသိစိတ်တွေပဲထည့်ပြီးတော့တင်လို့ရတာရှိတယ် အဲဇာရိတာတို့ပါတို့အဲ့ဒါမျိုးတွေပေါ့နော်ဟိုရောကဇာရိတာချိန်ဆိုလို့ရှိရင်အမျက်နှုတ်တယ်ကာယချိန်ဆိုရင်ဘာလို့လဲမျက်နှုတ်ရတယ်အဲ့ဒါမျိုးတွေပဲဒါမှမဟုတ်လို့ရှိရင်လည်းဟိုစာဝင်တင်ကြတယ်အဲ့အဲ့လိုမျိုးတွေနဲ့ဖြတ်တန်းခဲ့ရတယ်ကြတော့ကလေးတွေကသူတို့ရဲ့အချိန်နဲ့သူတို့ကကာယချင်းတို့သူတို့ဆော့တင်တာဆော့ရမယ်အာကစားဘက်ကိုလည်းဟိုဟာဖြစ်သူတို့ကဒါအာကစားအချိန်မှာအာကစားလုပ်ရမယ်ကွာစတင်တဲ့အချိန်မှာစတင်ရမယ် discussion လုပ်တဲ့အချိန်မှာလည်းစကားတွေပြောပြောစွညံနေအောင်ပြောနေပြီလေစီပြောပြီးတော့သူတို့ ကောင်းမှုမနဲ့တင်ရမယ်။နိုင်ငံတကာမှာလည်းဒီလိုပဲတင်နေကြရပဲလေ။အာကိုရီတော့ကကြာဒါအဲ့ဒါမျိုးတွေမခံစားခဲ့ရဘောနော်။အမှန်တိုင်းပြောရအောင်အခွင့်အရေးချိုးပေါက်ခံရတယ်လို့ပဲခံစားရတယ်။ခလေးဘွားကခလေးလိုမဖြတ်တန်းရပဲနဲ့စာပဲအိမ်ရောက်လဲစာပဲကျောင်းရောက်လဲစာပဲအစ်စ်နေကြရင်ရိတ်ခံရတာမျိုးပါရှိသေးတယ်။အဲ့လိုမျိုးတွေအဲ့တော့အမေစုလက်ထက်မှာကျတော့အဲ့လိုဒုံးမကင်ရဘူးဆိုရဲစနစ်တွေရောက်လာတယ်ပြီးတော့လက်ထိုးလို့မရဘူးဆိုရဲဟာတွေဖြစ်လာတယ်လက်ထိုးတယ်ဥတန်းရွှေလက်ထက်တော့ဟာဆိုလို့ရှိရင် ညီမဆိုရင်အမြဲတမ်းနေမှာပဲတာဝန်ကြရတယ်ညီမတစ်ခါမှလက်မထိုးခဲ့ဘူးအာတချို့လူတွေတော့လက်ထိုးတာတွေရှိရပါတော့ဟိုဘသူ့ကိုဘလောက်ပေးလိုက်ရင်မင်းဘယ်ကြောင်းအောင်ရမယ်ဟိုဘယ်တော့မှမပေးခဲ့ဘူးအဲ့ဒီနေကိုပဲသွားတယ်2009 2010ဆိုတာကိုတွေဘယ်နှစ်နှစ်ရှိမှလဲ20 21ဝင်းကျင်လေးပေါ့အဲ့ဝင်းကျင်ငယ်လေးငယ်လေးမိဘရဲ့ရင်ဝင်နေရနေပြီးတော့ဟိုစထွက်တဲ့အချိန်ပဲရှိတယ်လူတွေရဲ့အကြောင်းဘာမှနားမလည်သေးတဲ့အချိန်ဟုတ်နေစုံနေပြရန်ကုန်တိုင်းစုံပြတွေသွားရဲ့ မနက်မိုး9နာရီခွဲလောက်ဆိုရင်အာရန်ကုန်ပြည်သားကြီးကိုစောင့်စီရ9နာရီခွဲလောက်ကစပြီးတော့အာစောင့်စီ10နာရီခွဲလောက်မှာကြောင်းရောက်တာတခါတလေမှာရန်ကုန်ပြည်သားကြီးကတော့အလကားတင်ပါတယ်ဆီယမ်မာတွေဆိုရင်ဒါပေမဲ့သူတို့ခရီးသည်မပိုင်တော့ခုံထိုင်ရတာပေါ့နော်သူတို့ခရီးသည်ပါလို့ရှိရင်အဲ့2နာရီခွဲခရီးတလန်းလုံးမတက်ရက်ပြီးတော့လိုက်စီရကားကြက်လည်းကြက်တယ်လို့ဆီယမ်မာအဲ့လိုမျိုးပဲလိုက်စီကြရတယ်ပတ်စံမပေးရတဲ့ကားစော်လေးတချို့ပတ်စံပေးရတယ်ဆိုလို့ရှိရင်လည်း ဟိုညမနဲ့ပြန်မတက်တာဘူးလေနော်ရတဲ့လစားနဲ့ကားကားနဲ့မဘာမှကြံမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးတွေဒုက္ခခံပြီးတော့လုပ်ခဲ့ရအောင်နော်အမေစုလက်ထက်မှာကျတော့ဒီ position ချတာတွေကအစားမေစုလက်ထက်မှာလည်းအဆင်ပြေလာတယ်ပေါ့နော်စနစ်ကျလာတယ်လက်ထိုးလို့မရတော့ဘူးအဲတော့ကကျတော့ဘာဖြစ်လို့လဲအဲ့လက်ထိုးတဲ့ကိစ္စတွေကြောင့်မို့လို့ပဲညီမတို့တွေကဟိုအနေဆုံးနေရာတွေကိုတွားရတာညီမတခုကြုံမှုလိုက်တာရှိရဥသိမ့်စိန်လက်ထက်မှာထင်တယ် အဲ့ဒီမြမတို့အကြောင်း ရောက်လာတဲ့ဆရာမလေးပေါ့နော်အခုမှဘီဒီကဆင်းလာတဲ့ဆရာမလေးသူ့ကို position ချတာကညီမတို့ကြောင်ချလိုက်တာဒါပေမဲ့ तू က तू ရောက်ကြတဲ့အတွက်တမီးရဲ့အဖေကဘယ်သူနဲ့ရင်းနေတယ်ဘယ်ဝါနဲ့ရင်းနေ तू ကရောက်ကြတဲ့ပြောတယ်ပြောလဲပြောပြော now တိတ်မကြအောင်အဲ့ဒီကောင်မလေးရဲ့ကြောင်မှာ तू တာဝန်နေပါတယ်တောင်ပေးဖို့ရဘယ်တန်းတင်ဘယ်တန်းတင်ဆိုဆရာကြီးကတာဝန်နေပါတယ်ပေးဖို့ရအချိန်မှာ तू ကသူ့တယောက်တည်းဟုတ်ပဲ position ချတဲ့ကာလမဟုတ်ပဲနဲ့သူ့တယောက်လည်းတီးတန့်တဆောင် position ပြန်ထွက်တယ်မှားသွားလို့ပါပေါ့နော်သူ့ ညူတဲ့ကြောင်းသူတယောက်တည်းပဲပူဇော်ခြင်းချပြီးတော့အရန်တိတာလုံးနဲ့လीနော်အဲ့လိုမျိုးတွေပညာရေးထဲမှာအဲ့လိုမျိုးတွေလောက်တာခံစားရတယ်အဲ့ဒီအမေစုလက်ထက်မှာအဲ့လိုမျိုးတွေတော်တော်လေးတော့မရှိတော့ဘူးပေါ့နော်အဲ့အဲ့လိုမျိုးတော့ခံစားရတယ်နာဒီပညာတင် जा ရေးတွေပါလေဆိုလို့ရှိရင်လေဥသိန်းစိန်လက်ထက်မှာကတော့ကိုရီးယားမှာဖြစ်နေတဲ့အချိန်ဖြစ်နေပြီဆိုတော့အဲကိုရီးယားကတော့ကျောင်းကတင်ပြီးလိုက်တဲ့အတိုင်းနောက်ပြီးတော့ကိုရီးယားဝါသနာအရတေချာလေးတော့တင်ပြီးတယ်ဒါမဲ့ ကိုရင်းငယ်တော့တင်ငင်ရတဲ့အတင်ခံရတဲ့ပညာရေးစနစ်နဲ့ဆီယမားတွေကတော့အတင်ပြကောင်းကြပါတယ်ဒါပေမဲ့ပညာရေးစနစ်ကိုကပြည့်ရနေရအဲ့လိုမျိုးပေါ့နော်တဖြည်းဖြည်းနဲ့မေးစုလက်ထက်မှာပြောင်းလဲယူနေတဲ့အချိန်မှာမှအရန်ကောင်းလာပြီဆိုတဲ့အချိန်ကိုရောက်တော့မယ်ဆိုတော့မှအခုတို့အာနာတိန်တော့ဒီပညာရေးက curriculum ပြောင်းလိုက်တာပဲရှိရဲသူတို့အခုကျောင်းနေတဲ့မှာကြားရတဲ့လောက်ကတော့ဒီပုံစံတိုင်းကြီးပဲသွားနေကြတယ်ပညာရဲ့အဲဘလို့အစိုးရမျိုးလိုချင်လဲဆိုရင်တော့ ကိုရီနိုင်ငံကအခုလောလောဆယ်မှာတော့အရန်စုပ်ပြတ်တက်သွားပြီဆိုတော့အနာဂတ်ကိုတော့အကြီးတော့မမျှော်ကြင်ဘူးဒါပေမဲ့ဖြည်းဖြည်းချင်းစီပြပြင်ပြောင်းလဲယူဖို့အာဒီမိုကရေစီစစ်စစ်ကိုပေးနိုင်တဲ့အစိုးရမျိုးပဲလိုချင်တယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အခုလိုမျိုးအခုတို့ရွေးကောက်ပွဲတွေအတင်းနေလောက်ပြီးတော့ပြင်သူတို့ပဲမင်းနိုင်ပါလိပြင်ဒါပဲသူတို့ပဲနိုင်ရသွားပြီးတော့သူတို့ပဲလှုပ်ချင်တာတွေလုပ်နေကြမှာသူတို့ရဲ့တာသမီတွေပဲကောင်းစားနေမဲ့စနစ်မျိုးမလိုချင်ဘူး အာကိုရီးယားနောင်လာနောက်သားတွေကိုရီးယားဆွေမျိုးသားချင်းတွေရဲ့မာလေနောင်လာနောက်သားအနာဂတ်မျိုးဆက်တွေရှိရလေသူတို့အလှကြလို့ရှိရနော်သူများနိုင်ငံတွေလိုပဲပေါ့နော်ဒီမိုကရေစီအရသာစစ်စစ်ကိုခံစားကြည့်ခြင်းနဲ့ကိုရီးလည်းအဲ့လိုမျိုးပဲကြံရှိတဲ့ဘဝကိုပေါ့နော်အဲ့လိုမျိုးဒီမိုကရေစီနိုင်ငံစစ်စစ်စစ်ပဲဖြစ်စေခြင်းနဲ့အတူရောင်ဒီမိုကရေစီတော့မလို့ခြင်းအမေစုလက်ထက်မှာလို့ပဲအာပုံမှန်လင်းလင်းပြောလို့ဆိုလို့ရတာမျိုးအာကိုကိုမှန်တယ်ဆိုတဲ့အရာကို ကြက်ကြက်လက်ကြက်နဲ့ပြောပြီးတော့လုံနိုင်တာမျိုးအဲအဲ့လိုမျိုးပေါ့နော်ဟိုကြောက်နေရတာမျိုးတွေမနေချင်ဘူးအခုလိုအခုလည်းကိုရီးယားဒီဘက်ကိုပြေးလာရတယ်ဆိုတော့ဟာဒါကြောက်ရွံ့မှုတွေနဲ့ပဲနေရတာဆိုတော့အဲ့လိုမျိုးတွေမဖြစ်ချင်တော့ဘူးနောက်လာနောက်သားတွေလည်းအဲ့ဒန်တွေမခံစားသေးချင်တော့နောက်ထပ်ဒီတော်လန်ရေးဆိုတာဒီနေရာမှာပဲရက်တန့်သွားချင်တယ်နောက်ထပ်တော်လန်ရင်လည်းထပ်ပြီးမရှိချင်တော့သူတို့လည်းအဲ့အာနာတွေထပ်ပြီးမပေးချင်တော့အဲ့လိုမျိုးစိတ်ကခံစားရရပါတော့ ်ပညာရေးစနစ်ဆိုလို့ရှိရင်လည်းအခုသူများနိုင်ငံနေမှာလို့ပဲအခုဘာဘယ်နေရာမှမကြည့်နိုင်ဘူးဒီမှာထိုင်းမှာဆိုရင်တော့မကလေးရအကြောင်းတန်ပျော်နေရပျော်နေရကိုယ်ငယ်တော့ကြအကြောင်းတန်စိတ်ညစ်နေရလीစာမရရိုက်ခံရတော့မှလားဟိုဘာလဲဆီယမဆူရာဆဲတာခံရတော့မှလားဆိုတော့ခံစားချက်ကြီးနဲ့ကြောင်းတက်ရလीဒီမှာကျသူများကလေးတွေအကြောင်းသွားရတယ်ပျော်နာပဲအိမ်မှာတော့သူတို့မနေချင်ကြအောင်အဲ့လိုမျိုးတွေဆိုကိုရီးယားနိုင်ငံကကလေးတွေကိုလည်းအဲ့လိုမျိုးပဲဥဝင်လင်းပျော်ပျော်ရွှင်ရွှင်နဲ့ပဲပညာသင်ကြားစေချင်တယ်ဟုတ် သူတို့အခုလုံးမဲ့ရွေးကောက်ပွဲကဒါ free and fair လည်းမဖြစ်ဘူးလေသူတို့တွေဒီသူတို့ရဲ့စစ်စစ်အုပ်ချုပ်မှုဆိုတဲ့ဟာကြီးကိုသူတို့ခေါင်းစဉ်ပြောင်းခြင်းလို့တတ်မှတ်လုပ်တဲ့ရွေးကောက်ပွဲကြီးပဲဘာမျှတမှုလည်းမရှိဘူးဘယ်ပါတီမှလည်းအဲ့လိုမျက်မျက်တက်တက်နဲ့ဝင်ရောက်ရှင်ပြန်ရမှာမဟုတ်ဘူးပြီးတော့မဲပေးအခုသူတို့မဲပေးခိုင်းမယ်မဲပေးခိုင်းမယ်နဲ့ပြီးရင်သူတို့ပဲအနိုင်ရပြီးတော့ဒါမှမဟုတ်သူတို့အနိုင်မယူဘဲနဲ့ဆိုလို့ရှိရင်လည်းသူတို့ချုပ်ကင်လို့ရမယ်ချဲ့လို့ရမယ်ပါတီပဲတက်သွားမှာလीအ ဒါရက်အတိတ်ဒါကြီးပဲဥစ္စာ။အဲ့ဆိုဒီရွေးကောက်ပွဲကြီးကတော့ဘလို့မှ free fm ဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်လည်းမခံနိုင်ဘူး။လက်လည်းမခံချင်ဘူး။ဒါပြည်တွင်းထဲမှာနေရတဲ့သူတွေကတော့သူတို့ရဲ့ဒုက္ခပါနော်။ဒါပေမဲ့ဘာပဲဖြစ်ကိုရရဲ့ NLD ကိုပဲပြန်ပြီးတော့တက်လာစေခြင်းနဲ့အဲ့လိုအဲ့လိုပဲဖြစ်နေတာပေါ့။